အားလုံးမင်္ဂလာပါ view စီတဲ့ထဏာနဲ့ကျဆိုပါရစေကျွန်မကတော့ snow ပါဒီကနေ့အော်တိုဘာလ16ရက်ညပိုင်းနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးသွားမှာပါယနေ့ညနာဆရာမေသတင်းလေးကတော့ချင်းပြေဟာခမျိုးရေစခန်းကိုချင်းတော်နဲ့ရတပွဲတွေကဝင်ရောက်စီးနင်းတိုက်ခိုက်ရမှာအကြံဖက်စစ်သား5ဦးသေဆုံးပြီးတော်နဲ့ရတပွဲဝင်5ဦးအပောင်းဝင်အကျဉ်းသား5ဦးကိုကယ်ထုတ်နိုင်ခဲ့တဲ့တဲ့ချေရမီရှုဖြစ်စီဖို့စစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ရမှာအကြံဖက်စစ်သား15ဦးသေဆုံးပြီး12ဦးကိုစစ်တုံးပန်းအဖြစ်ဖမ်းဆီးထားတဲ့တည်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပမယ် One Championship Friday Fight ပွဲစဉ်မှာချင်းလူငယ် Fighter အောက်ချင်းလေးနဲ့ဂျပန် Fighter တို့ရှင်ပြိုင်ထိုးတက်မဲ့တဲ့လူနဲ့အတူအခြားစိန်ဝင်စားဆရာနောက်ဆုံးရတဲ့လူနဲ့တက်ဆက်ပြဖို့ရှိပါတယ် ချင်းပြည်ဟခမြို့ရဲ့စခန်းကိုချင်းတော်လှန်ရေးတပ်ဖွဲ့တွေကဒီကနေ့မနက်ပိုင်းမှာဝင်ရောက်စီးနှင်တိုက်ခတ်ရမှာ အကြံဖက်စစ်သား၅ဦးသေဆုံးပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်၅ဦးအပါအဝင် အကြံသား၅ဦးကိုကဲထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ဟခမြို့ဝန်သူမအားကစားကွန်ရက်ထက်နာမရှိတဲ့မြို့မရဲ့စခန်းကို CDF ဟခတပ်ဖွဲ့ကဒီကနေ့အောက်တိုဘာလ 16ရက်မနက်အစောပိုင်း3နာရီခွဲမှာဝင်းရောက်စီးနှင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းထန်နီကပြောပါတယ်။ရဲစခန်းဝင်ရောက်စီးနှင်းတိုက်ခိုက်မှုမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးအချမ်းဖက်စစ်တပ်ဖက်က9ဦးသေဆုံးပြီးလက်နက်ခဲယမ်းတချို့ကိုလည်းချင်းတော်လှန်ရေးတပ်ဖွဲ့ကသိမ်းပိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာ CTF ဟာခါတပ်ဖွဲ့ကရဲဘော်တယောက်ကြာဆုံးခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလ13ရက်နေ့ အခါမျိုးနဲ့ဗန်ဟာကြီးရွာဆက်တင်ကြောင်းကို အကြံဖတ်စစ်တပ်ကလေချောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်2ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက်ယခုလိုဟာခါမျိုးရဲစခန်းကိုချင်းတွန်ဟရင်တပ်ဖွဲ့တွေကဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ဟာခါမျိုးရဲစခန်းဝင်ရောက်စီးနှင်းမှုအပြီးမှာအကြံဖတ်စစ်တပ်ဖက်ကဟာခါမျိုးရုံတောင်ကနေတော်လည်းတပ်ဖွဲ့တွေရှိနိုင်တဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့ပြီးမြို့တဲမှာလည်းလုံခြုံရေးယူထားကြတယ်လို့သိရပါတယ် ဘာခမျိုးမရေစခန်းကို2024ခုနှစ်ဇူလိုင်လ20ရက်နေ့ကလည်း CTF ဘာခတပ်ဖွဲ့ကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး CTF တပ်ဖွဲ့ဝင်73ယောက်အပါအဝင်အကျဉ်းသား62ဦးကိုကယ်ထုတ်နိုင်ခဲ့ကြပါသည်။စကန်တိုင်းကလေးမျိုးကလည်းချင်းပြည်မြောက်ပိုင်းတည်တည်မျိုးကိုဆက်သွယ်ရမှအဓိကအသုံးပြုတဲ့ကလေးတိုင်းရင်တည်တည်လမ်းမကြီးကိုအကြံဖက်စစ်တပ်ကပိတ်ပင်ထားတာကြောင့်ရှောင်းကွန်းလမ်းကလည်းတွာလာနေရတဲ့အတွက် ရင်စိခမှာလည်းအစမတန်းမြင့်တက်လာတယ်လို့သိရပါတယ်။ကလေးမျိုးကလည်းတိတိမျိုးတို့လူစီကလည်းသွားမယ်ဆိုရင်ခီးတဲ့တူမှာဂျန်နသိန်းအထိပေးရပြီးဆန်ကယ်ကယ်ရီနဲ့သွားမယ်ဆိုရင်လည်းတူကိုဂျက်သသိန်းခွဲလောက်ပေးရတယ်လို့ခီးသွားပြည်သူတွေထံကလည်းသိရပါတယ်။ကလေးတိုင်းရင်တီတိန်ကလမချွေကိုအကျံဖက်စစ်တပ်ကကလေးမျိုးအထွတ်ကိုမိုင်းစစ်စေးကိကနဲ့ပိတ်ထားတာကြောင့်ခီးသွဲပြည်သူတွေဟာရွာချင်းဆက်မြေနီလန်းတွေကတဆက် ရှောင်ကွန်ပြီးသွာလာနေရတယ်လို့သိရပါတယ်။ဒါကြောင့်ရခင်ကခရီးတဲ့တင်ကားနဲ့၃နာရီခန့်သာသွားရတဲ့ကလေးဒီတိန်ပုံမှန်ခရီးဟာယခုအခါတညာအေခရီးဖြစ်သွားရတယ်လို့သိရပါတယ်။ကွန်တင်ကားတွေကတော့ဖလန်မြူနယ်ဝေဖူလာလမ်ဘကတဆင့်ဘာကနဲ့ခွေပတ်သွာလာကြရတဲ့အတွက်လမ်းခရီးမှာ၃ရက်လောက်ကြာကြာလေးရှိတယ်လို့သိရပါတယ်။ လက်ရှိအသုံးပြုနေတဲ့ရှောင်းကွန်းတွေကလည်းမုံများပြီးဆူဆူရွရွပစ္စည်းနေတာကြောင့်ခရီးသွားပြည်သူတွေဟာအခက်အခဲများစွာကြုံတွေ့နေရပြီးပစ္စည်းနေတဲ့ကားလန်တွေကိုလည်းကိုတူကိုထဆနေနဲ့ပြုပြင်နေကြရတယ်လို့သိရပါတယ်။ဘဂူတိုင်းလက်ပန်တိုင်းမြို့နယ်တရချန်းချေရွာဘကုမီရှုဖြစ်စီဖို့စစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်တပ်ကိုပြည်သူကကွေပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ရမှာအကြံဖက်စစ်သား၃ဦးသေဆုံးပြီး ၁၂ဦးကိုစစ်တုံးပန်းအဖြစ်ဖမ်းဆီးထားတယ်လို့သိရပါတယ်။တရချောင်းကျွရဘက်ကမီရှိုဖြစ်စီဖို့စစ်ကြောင်းထိုးလာတဲ့အချမ်းဖက်စစ်ကြောင်းကိုအော်တိုဘာလ၁၅ရက်မနက်၁၀နာရီမှာပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နှစ်စစ်စင်ရေးနယ်မြေပကူးတိုင်းစစ်ဌာနဗျူဟာ၂၂ကွက်ကွဲမှုဖြင့်အမှတ်၃၈၃၂တရင်အမှတ်၃၈၃၃တရင်ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဦးပေါင်းတပ်ဖွဲ့တွေက ကြဖြတ်တိုက်ခိုက်ခဲ့တာလို့အမျိုးသားညီညွတ်ရေးအစိုးရကကွယ်ရေးဝန်ကြီးဌာနကယနေ့ထုတ်ပြန်ပါတယ်။အဲ့ဒီတိုက်ပွဲမှာအစံဖက်စစ်တပ်ကအထီးအခိုင်များခဲ့ပြီး15ဦးထပ်မံတည်ဆုံပြီးစစ်တုံးပန်းဖြစ်စနှုပ်ကိုဖမ်းဆီးရရှိခဲ့တယ်လို့ဖော်ပြပါတယ်။တအပြင်းလက်နက်အစုံ19လက်ခဲယမ်းတွေနဲ့စစ်တုံးပစ္စည်းများကိုသိမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။တပ်ပွဲအတွင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲဘော်တွေဖက်ကအထီးအခိုင်မရှိ ောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။စစ်တပ်ဩဇာခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေမဲဆွဲစည်းရုံးခွင့်ကာလကို အော်တိုဘာလ28ရက်ကနေစတင်နိုင်ပြီလို့ကြေညာလိုက်ပါတယ်။မဲဆွယ်စည်းရုံးခွင့်ကာလကိုအောက်တိုဘာလ28ရက်ကနေဒီဇင်ဘာလ26ရက်ည7:00နာရီအထိတက်မှတ်ထားပါတယ် အကြံဖတ်စစ်တက်ခြင်းပါမယ်ရွေးကောက်ပွဲမှာပြည်ထောင်စုအဆင့်ဝင်ရောက်ရှင်ပြိုင်မယ်နိုင်ငံရေးပါတီ6ခုရှိပြီးပြည်내နဲ့တိုင်းအဆင့်ဝင်ရောက်ရှင်ပြိုင်မယ်နိုင်ငံရေးပါတီ51ပါတီစုစုပေါင်း58ပါတီဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်ရွေးကောက်ပွဲအပိုင်းတက်ကိုဒီဇင်ဘာလ28ရက်မှာမြို့နယ်ပေါင်း102မြို့နယ်မှာကျင်းပမှာဖြစ်ပြီးဒုတိယပိုင်းကိုတော့မြို့နယ်ပေါင်း100မှာပြုတ်လုပ်သွားမယ်လို့အော်တိုဘာလ15ရက်မှာပြုတ်လုပ်တဲ့ NCA စနစ်ပြည့်အခမ်းအနားမှာအာဏာသိမ်းစစ်တပ်စစ်ကောင်ဆောင်က ပြောဆိုခဲ့ပါတယ်။တတိယပိုင်းကိုတော့ကြမ်းရှိနေသေးတဲ့မြို့နယ်တွေမှာကျင်းပသွားမှာဖြစ်ပြီးမြို့နယ်အလုံးမှာရွေးကောက်ပွဲလုပ်နိုင်မှာမဟုတ်ဘူးလို့စစ်ကောင်ဆောင်ကဝန်ခံထားပါတယ်။ချင်းပြည်မှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေကတော့ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ပြည်ခိုင်ဖြိုးပါတီ၊ပြည်သူ့ရှေ့ဆောင်ပါတီ၊စုံမီရမျိုးသားပါတီနဲ့ခုမီရမျိုးသားပါတီတို့ဖြစ်ပါတယ်။ ိုင်းနိုင်ငံဘန်ကောက်မြို့မှာအော်တိုဘားလ18ရက်ညမှာကျင်းပမယ့် One Championship ရဲ့ One Friday Fight 129ပွဲစဉ်မှာချင်းလူငယ် Fighter Halin Won Ko အောက်ချင်းလေးနဲ့ Japan Fighter တို့ရှင်းပြိုင်ထိုးတက်မယ်လို့သိရပါတယ်။ချင်းပြည်တောင်ပိုင်းမင်းတပ်စာတီဖြစ်တဲ့ Halin Won Ko အောက်ချင်းလေးဟာ One Championship ပြိုင်ပွဲမှာဒုတိယအကြိမ်မြောက်ပွဲစဉ်ဖြစ်ပါတယ်။ပထမဆုံးအကြိမ်ပွဲဦးထွက်ကိုပြီးခဲ့တဲ့ဩဂတ်စ်လ15ရက်နေ့က ျပန်နိုင်ငံသားဖိုက်တာနဲ့ထိုးတက်ခဲ့ပြီးရှုံးနိမ့်ထားပါတယ်။ယခုတစ်ချိန်သူနဲ့ရှင်ပြိုင်မဲ့ဂျပန်ဖိုက်တာဟာဝမ်ချမ်ပီယံရှစ်မှာပြန်ပွဲပေါင်း၅ပွဲထိုးထားပြီး၄ပွဲနိုင်တပွဲရှုံးရလက်ပိုင်ဆိုင်ထားသူအတွေ့အကြုံရှိကစားသမားဖြစ်တာကြောင့်ချင်းလူငယ်ဖိုက်တာအတွက်တော့အခက်တွေ့စေမဲ့ပွဲဖြစ်လာနိုင်ပါတယ်။အသက်26နှစ်အရွယ်ရှိတဲ့ချင်းလူငယ်ဖိုက်တာအောင်ချင်းလေးဟာမြန်မာနိုင်ငံမှာပြည်내နဲ့ တိုင်းလဝိချန်ပီယံဖြစ်ခဲ့ဖို့ပြီးလဝိဂျူဒိုဝူရှူတွေမှာလည်းဆွေဆောင်ရအရေးသွေးရှိကစားသမားဖြစ်ပြီးဝမ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ professional fighter အဖြစ်တက်လှမ်းလာသူဖြစ်ပါတယ်။မကွေးတိုင်းပခုတ်ကူမျိုးနဲ့ပခုတ်ကူလင်းရင်ကွန်းကလည်းရိတ်ခါတဲပြန်လာတဲ့အချမ်ဖက်စတက်ကိုမနေ့ကကြာပြတ်တိုက်ခိုက်ရမှာ6ဦးသေဆုံးပြီးလက်နက်ခဲယံတွေသိမ်းဆီးရမိတယ်လို့ Southern YSO PDF ကယနေ့ထုတ်ပြန်ပါတယ် ပခုတ်ကူမြို့နယ်မြောက်လူကန်ရွာအထိုင်းစခန်းကအင်အား20ဝန်းကျင်ရှိတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းကိုမနေ့အောက်တိုဘာလ15ရက်နေ့မွလန်ပိုင်းတနာရီ23မိနစ်မှာတွန်လှရေးတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲအတွင်းမှာအကြံဖတ်စစ်တပ်ဘက်ကမြင်းမြင်းတေဆုံးသူ6ဦးအထိရှိသလိုလက်နက်နှစ်လက်သိမ်းဆီရမိခဲ့တယ်လို့ Southern USO PDF ကထုတ်ပြန်ပါတယ်။ တက်ခက်ခင်ရတဲ့အကြံဖက်စစ်ကြောင်းဟာပခုတ်ကူလေရင်ကွင်းကိုဆုတ်ခွာသွားပြီးလေရင်ကွင်းကမျောစင်ကတပ်ဖွဲ့ဝင်တွေနဲ့မြောက်လူကန်ရွာစစ်စခန်းကနေလက်နက်ကြီးလက်နက်ငယ်0.5တွေသုံးပြီးပြန်လည်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒီစစ်စင်ရေးကို Southern YSO PDF တပ်ပေါင်းစုဖြစ်တဲ့ Southern YSO PDF တောင်မြေနောက် Yazoo Revolution Group YRG ပြည်သူ့အာမန် PDF နဲ့ King Cobra တပ်ဖွဲ့တို့ကဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။